မင်္ဂလာပါကျွန်တော်ဘလော့လေးမှာကြိုဆိုပါရယ်ဒီနေ့ကတော့၁၂ရာသီခန်းကုန်မျိုးအမြဲအပွင့်ဝေစားတူးစီဖို့ကျွန်တော်အပြင်စိုက်နီးလန်းလေးကိုပြောပြခြင်းပါတယ်ခင်ဗျာစဝယ်တုံးကအပင်ကတပေလောက်ရှိတာခိုင်းဆက်ပြူထားတဲ့အပင်မှာအဖူးမပါလာပါတချို့အပင်တွေကအဖူးလေးတွေနဲ့ရောင်းတတ်ကြပါတယ်အငင်တယောက်ခြံထဲကအပင်မျိုးကိုကြည့်ပြီး ဝယ်ပြုခဲ့တာပါမျိုးကောင်းပါလေဈေးရီမှာရောင်းတဲ့အပင်ငယ်စနေရာဒီကန်းကောကအဖူးပါရင်ဈေးကပိုပါတယ်အဖူးမပါရင်ဈေးကတော့တက်တာပါတယ်မျိုးစိတ်မှန်ရင်အပွင့်မပါလေကျွန်တော်အပင် နီလန်းလေးကိုကြည့်ပြီးစိုက်ပျိုးချပါလို့အကြံပြုပါတယ်ခင်ဗျာ အခုတော့အပင်သက်တမ်းသုံးနှစ်နီးပါးရှိပါပြီဝယ်ပြီးဆယ်လားလောက်အပင်ကြီးဖြစ်လာဖို့အားယူနေပြီ နေရာတီလောက်ဖွင့်ခဲ့ပြီးပါပြီ။ကုလပိုင်း2023ကနေ အခုထိဖွင့်နေသေးပါ။ဂန်ကောက်ပင်ဆိုအပင်ကြီးဖြစ်လို့ချိန်တိုင်းဆိုင်လို့အဆင်ပြေပါမလားတွေးတတ်ကြပါလေ။မြင်းနီယာတည်တည်လေးပဲရှိရှိ အခုလိုပုံကြီးကြီးနဲ့ဖြစ်ဖြစ်အိုးကြီးကြီးနဲ့လည်းဖြစ်ဖြစ်ဆိုက်လို့ရပါလေ။ပုံတွေဥပ္ပရိနဲ့ဆိုက်တယ်ဆိုရင် အစိုးတလေးရှိနေပြီးတာကောင်းပါလေအကောင်းဆုံးကတော့ညီချစိုက်ကျူးနေပါဗျာပုံမှန်လေးဒီနောက်ဒီလောက်ပြီးနေရင်ကြာလာရင်အညွန်လေးတွေဆက်ထွက်လာပါတယ်အဲ့ဒါကို အပင်နှိပ်ပြီးအညွတ်ထွက်လာတာမြင်ရင်ဆက်နေရသည်ခက်ကုန်မျိုးပဲအပူလေးများဖြစ်နေမလားညှော်တတ်ကြပါလေ အပင်ဖွင့်ပြူကြီးပြီးအပွင့်ပွင့်စီဖို့ကရေလေနေအလင်းရောင်မြည်စီအာဟာရမျိုးစိတ်တွေနဲ့ပြည့်စုံနေဖို့လိုပါတယ်အညို့အခိုင်းအခက်တွေညားလာဖို့အပင်ထက်ပြီးကြီးထွားလာဖို့လိုပါတယ်အခြားအပင်တွေနဲ့ပေါင်းမြက်တွေမရှိဖို့လိုပါတယ်ကျွန်တော်အတွက်ကတော့ဆက်နေရသည်ရန်ကုန်ဆိုရင်မြကြီးတဲ့ထက် စိုက်ပျိုးဖို့အစီအစဉ်မရှိလို့ပုံကြီးကြီးနဲ့ရွှေတဲ့နေရာချလို့ရအောင် အပင်ကြီးလာရင် ပြိုးဝင်ချင်းပြီးစိုက်ပျိုးပါတယ်အခုတော့တပေခွဲပုံကြီးကြီးနဲ့စိုက်ထားလို့အပင်ကကိုးပြီးကြော်နေပါပြီကျွန်တော်ကတော့အပင်ကြီးလို့ပြိုးဝင်ချင်းရင်တဘာဝတန်းကြီးဩဇာဖြစ်တဲ့နွားချီလေးထည့်ပြပါတယ်အဲ့ဒီနောက်ပိုင်း ရပင်အတွက်အကျိုးပြုပြီးတဘာဝအော်ဂဲနစ်မျိုးဥစားလို့ပြောလို့ရတယ်ဆန်စည်းကြီးကိုနေဘူးခံထားပြီးအမြဲလောင်းမိပါတယ်ဆန်စည်းကြီးကိုညနေနဲ့ညဖဲကြောင်းမှဆန်စည်းကြီးလေးပုံမှန်အမြဲလောင်းမိနေကြရှိပါတယ်အဲ့ဒီချိန်မှာအချားအပင်အားစည်းတွေမထဲပါဘူး ရွက်တွေများလာပြီးအရွက်နဲ့ဂိုင်းနာကပီပူးလေးတွေထွက်လာတာမြင်ကြော်ရပြီလေဒါကြောင့်တသက်ပြော်လို့အပြင်ဆိုင်လို့ပြောတာပေါ့ပီပူးလေးတွေထွက်လာရင်တော့အပင်အပွင့်အားစေး16ပက်လေထည့်ပေးလိုက်ပါတယ်ကျွန်တော်အပင်ကတော့စောက်ပင်ဖို့ဖြစ်လာတဲ့ပီပူးထွက်ချိန်တစ်ချိန်ပဲအပွင့်အားစေးထည့်ပေးတာပါကျန်တဲ့အချိန်ကတော့ အဆိုတလေးရှိနေဖို့နဲ့ဆန်စည်းရီကိုနေခံပြီးယနေ့လောက်အမြဲမပြတ်လောင်းပေးပါတယ်ဆန်စည်းရီမှာအပြင်အတွက်မရှိမဖြစ်လိုအပ်တဲ့နိုက်ထရိုဂျင်ပိုတက်ဆီယမ်ဓာတ်ပါဝင်တဲ့အပြင်အပြင်ကျန်းမာဖို့အတွက်ဗီတာမင်ဘီများစွာပါဝင်ပါတယ် ဒါပြင်မဂနီစီယမ်ကယ်စီယမ်တန်ဓာတ်နဲ့ဆလဘာတို့လိုအပင်ကျူးထားဖို့လိုအပ်တဲ့အဟာရတွေလည်းပါပါတယ်။ကန်စည်းကြီးမှာကစီတဲ့အပြင်အကျိုးပြုအဟာရတွေပါဝင်ပါတယ်။ကစီတဲ့ကအပင်ကျူးထားမှုကိုပြည်တည်ပြီးရောသမကအစည်းပါတဲ့မှုတွေနဲ့အကျိုးပြုဗဒိရရတွေအတွက်ကောင်းမှုတွေ အရင်းမြစ်တစ်ခုပါစံသေးစီကို အပင်တိုင်းအတွက်အသုံးပြုနိုင်ပါတယ်ရိုးရိုးစံသေးစီကို အပင်မှာသုံးနာများရင် မလိုအပ်ပဲပူမွားတွေကြီးထားစေပြီးအမြစ်ကိုထိခိုက်စေနိုင်တာမျိုးရှိတတ်ပါတယ်ရိုးရိုးစံသေးစီကိုနီးစနစ်တကျသုံးကျင်ရင်စံကိုအလုံးလဲထည့်ပြီးမိနစ်30လောက်စိန်ထားပြီးရလာတဲ့အရေကို အပင်မှာဖျန်းလို့ရပါပြီ။ဆန်စည်းရည်ကိုအသုံးပြုတာကအပင်အတွက် အကျိုးပြုတဲ့သဘာဝမျိုးရောစာဖြစ်ပြီးဘီးဖို့ကြောင့်သုံးဖြစ်လို့လူတွေကရရှိနိုင်ပါတယ်။မျိုးရောစာဝယ်ယူမှုစရိတ်တက်တာစီပြီးဓာတ်မျိုးရောစာသုံးခြင်းနဲ့ဆက်ဆက်အပင်လောင်ကျွမ်းမှုတွေကိုလည်းကာကွယ်ပေးပါတယ်။ဆန်စည်းရည်ကဥညင်ချံတွေမှာဆိုရင် အပင်ထိန်းသိမ်းရမှာကုန်ကြားစည်းနေတဲ့ ော်ဂန်နစ်မျိုးစားတစ်မျိုးပါပဲတခါတခါအပွင့်အတွက်အဖူးတွေထွက်လာရင်ပထမနှစ်ဦးဆုံးနှစ်ကအပွင့်40 50လောက်ထွက်လာပြီး အခုနှစ်တော့90တရာကျော်လောက်ထိအဖူးဖူးနေပါတယ် အခုဆိုတည့်ရက်ကိုတည့်ရက်၁၀ဝင်းကနေ၁၅ဝင်းထိခူးပြီးကုချံထွက်ဂန်းကောင်မျိုးကိုဖျားကက်လူရတဲ့ပီတိကတမျိုးပြောဖို့ကောင်းပါလေပန်းပွင့်တဲ့အချိန်ဆို၄ဝီမှာခဲဝပန်းဂျန်နန်းကတော့ပြင်းပြမွှေးနေတော့ ပြားတွေလာတတ်ကြပါတယ်ပြားအုံဖွဲ့တတ်ကြပါတယ်ပြားအနယ်ကိုလည်းယူဆိုင်ကြပါခင်ဗျာ ိုယ့်အပင်ကပွင့်တဲ့ပန်းရည်တွေတိုင်းဆိုဇီကွက်နဲ့တွေ့ရင်အရင်ကြည့်နေပြီဗျကျွန်တော်ဆက်နေရသည့်ခန်းကုန်မျိုးလေးကမိုးရင်းကာလ6လပိုင်းကနေ7လပိုင်းထိဆိုမပွင့်ပါဘူးပုံမှန်9လပိုင်းဆိုပေပူးလေးတွေထွက်လာပြီး နောက်နှစ်9လပိုင်းထိအမြဲပွင့်နေကြပါတယ် ပန်းတွေစိုက်လို့တာပဲပန်းတွေကဝီဝီဆာဆာပွင့်ကြမှာပါ အပြင်ချစ်သူအပေါင်းလည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးညီနန်းလေးကိုသဘောချချိန်နှင်းလေးမယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ကျွန်တော် vlog လေးကို like and subscribe လေးပေးကြပါအောင်နောက် vlog လေးမှာပြန်ဆုံကြပါမယ်အားလုံးကိုကျေးဇူးပါ